Hello မင်္ဂလာပါ site ထဲမှာပါလေလောက်ရလဲဆိုတာသိကြရင်ကတော့ဒီ vlog လေးကို like ကြည့်လိုက်ပါတော့မနေ့၈နာရီမှာအလုပ်သွားဖို့အဆင်သင့်ဖြစ်ပါပြီအပြင်မှာအရန်အေးနေတာကြောင့်ကားရဲ့ windscreen က frosted ဖြစ်နေပါတယ်ဆိုတော့ကားဆန်တို့လေးဘူးတွေကို gate ဆုံးဖွင့်ပြီးတော့မှ15မိနစ်လောက်တော့စောင့်လိုက်ရတယ်ကျမတို့ဌာနချုပ်ကဂိုင်းချုပ်ကနေ site ထဲမှာရှိတဲ့အကုန်ကြားစရိတ်တွေအကုန်လုံးကို research လုပ်ခိုင်းထားပါတယ်အကုန်ကြားစရိတ်တွေကိုအသေးစိတ်တွက်ချက်ရမှာပဲဖြစ်ပါတယ်နေရာလေးမှာတော့ငါရန်တမ်းပြီးဘလောက်ထည့်လိုက်မယ်လို့လုံးလုံးမရပါဘူး site ထဲမှာစောက်ပြီးသားလုပ်ငန်းတွေရဲ့တန်ဖိုးကအစရေကောင်ကကားစီဘလောက်လီတာထည့်သွားတယ် တယ်ဘယ်ကောင်ကြောင့်ဘာပြတ်သွားလို့ပြင်လိုက်ရတယ်ဆိုတာကအဆုံးရုံးရဲ့ internet bill energy bill အပါအဝင်စက်ပစ္စည်း material ဘိုးတွေပါမကြအကုန်တိထားရမှာပဲဖြစ်ပါတယ်အလုပ်တွေများတော့အချိန်ကုန်တာအများမြန်ပါတယ်ဒီလိုနဲ့ပဲနေ့လယ်စာစားဖို့အချိန်ရောက်တော့ပါပြီရုံးမှာရှိတဲ့ serial နဲ့နွားနို့ကိုပဲမနေ့စာနဲ့နေ့လယ်စာပေါင်းစားလိုက်ပါတယ်ဒီမှာကတော့နေ့လယ်စာစားရင်လည်းအလုပ်လုပ်ကြတဲ့လူတွေများတယ်ပေါ့နော် lunch time မြည်လို့ဒီတာမရှိပါဘူးစားတဲ့အချိန်ထစားလို့ရပါတယ်နေ့လယ်စာစားပြရတဲ့မီဒီနေတော့ရှောက်တဲ့ရပါပြီရေပြင်မှာဖြစ်ပျက်နေသမျှအရာအလုံးထူးခြားဖြစ်စဉ်တွေအကုန်လုံးတွေးခဲ့ရသမျှ များမထော်မနန်းတွေအကုန်လုံးဂိုင်းချုပ်ကိုတရင်ပို့ရပါတယ်ပြီးတော့ရှင်းစင်ရမယ့်လုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးလိုအပ်သည့်များကိုဆွေးနွေးတိုင်ပင်ကြရတယ်ပေါ့နော်ဒီမှာတယောက်နဲ့တယောက် communicate လုပ်ဖို့ကို team နဲ့ပဲသွားရပါတယ် desk phone တွေမသုံးတော့ပါဘူးမိဒီမှာဂိုင်းချုပ်က site ထဲမှာတန်တရားရှိပေါ်တဲ့အချက်များကိုပြန်လည်သွားရောက်စစ်ဆေးခိုင်းထားပါတယ်ဂိုင်းချုပ်ဆိုတာဌာနရဲ့တတိပဲဖြစ်ပါတယ် site ထဲမှာတကယ်အလုပ်လုပ်နေတဲ့ engineer တွေနဲ့အလုပ်သမားတွေကိုလိုအပ်သောမေးခွန်းများကိုသွားရောက်မေးမြန်းရမှာပဲဖြစ်ပါတယ် site ထဲကလူတွေဆိုရင်ကျမကမေးခွန်းတွေကိုအမှုစစ်တယ်လို့မေးလို့ဆိုပြီးတော့မှကျမကို site ထဲကရဲဆိုပြီးတော့မှ နာမည်ပြောင်းပေးထားပါတယ်။ကဲနောက်ဆုံးဌာနချုပ်စီကိုတရင်ပို့ပြီးချိန်မှာတော့ရုံစင်းချိန်ရောက်တော့ပါပြီ။ဒါကတော့ဆောင်းတွင်ရုံပြန့်ချိန်6နာရီပဲဖြစ်ပါတယ်။ကျမကတော့မြို့တွေကရုံမှချိုးချိုးမော့မော့လေးရုံတဲရတာအထက်ကိုစိုက်ထဲမှာဒီလိုအကြမ်းပန်းကင်တွေရတာကိုပို့ကြိုက်ပါတယ်။စိုက်ထဲမှာကတော့ပို့ပြီးလက်တွေ့ကြတယ်။အသေးစိတ်တစ်ဆင့်ပြီးတစ်ဆင့်ပါတွေစောက်သွားလဲဆိုတာမြင်ရတဲ့အတွက်ပို့ပြီးလက်ပညာရတယ်။အလုံးရှုပ်ပေမဲ့ပို့ပြီးလွတ်လပ်မှုရှိတယ်။ညနေစာကတော့ပင်ပန်းနဲ့မချက်တော့ဝီကန်တုန်းကချက်ထားတဲ့အုံတို့ခောက်ဆွဲပဲစားရမယ်။ daily vlog တောင်ရိုက်နေရဆိုတော့အလုပ်ထဲမှာတော်တော်လေးကိုအားနေပါပဲလို့မတွေးလိုက်နဲ့နော် အလုတ်တွေရှုပ်တာဆိုတာတနေ့တနေ့ဘလို့တွေအချိန်ကုန်သွားမှန်းတော့မသိဘူးဒီဘလော့လေးရဖို့တူညီတော့အင်းကြီးကိုဝုတ်ပြီးတရက်နေနေနဲ့၃ဘက်လောက်အချိန်ယူပြီးရိုက်ထားခဲ့ရတာအလုတ်ချိန်များတာလည်းပါတာပေါ့နော်8 to 6ဒါတောင်မှ site ထဲကလူတွေကည9နာရီထိအလုတ်လုပ်ရတာနေ့လယ်က site ထဲမှ serial နဲ့ငတ်ခဲရသမျှတွေအခုအုံတို့ခောက်ဆွဲလေးစားလိုက်မှပဲနေတာထိုင်တာရှိသွားတော့တယ်ဒီမှာ site ထဲမှာနေ့လယ်စာထွက်စားဖို့အတွက်ဘာဆိုင်မှနီနီနာနာလည်းမရှိဘူး။တင်ကိုယ်တိုင်မှမချက်နိုင်တင်ကိုယ်တိုင်မှမယူသွားနိုင်ဘူးဆိုရင်တင်ကိုယ်တိုင်ငတ်နေရုံပဲ။ ဆိုတော့တနေကုန်အငတ်ခံပြီးတနက်ကိုပဲလူလေးနဲ့တူအောင်စားလိုက်တယ်။ဒီအုံတို့ခောက်ဆွဲကိုလည်းဒီမှာရှာကြံပြီးတော့မှမဖြစ်ဖြစ်တဲ့နီးနဲ့ဖြစ်အောင်ချက်ထားတာပေါ့နော်။စိုက်ထဲမှာရှိတဲ့ပေါင်မုံတို့ဆန်ဝစ်ချ်တို့ကိုလည်းစားစရာလို့ကိုမမြင်တော့ခက်တယ်။မာစာဒီတို့အစာပဲဗမာစာလေးစားလိုက်ရပါစိတ်ကြည်နတ်မှုအပြည့်ရ။ကဲညစာစားပြီးတော့ဇက်ကားလေးကြည့်ပြီးတော့မှအနာယူမယ်။ ဦးလေးတော်မကျူစီရဲ့ဇက်ကဟောင်းလေး Jack Richard Never Go Back ဇက်ကလေးကြည့်မယ်။တနေကုန်လုပ်ငန်းခွင်မှာပင်ပန်းလာသမျှလေးကိုပြပြောက်ဖို့အတွက်ကောင်းကောင်းလေးအနားယူတတ်ဖို့တော့လိုတာပေါ့နော်။အလုပ်ပြီးရင်လည်းဘဲမှသွားစရာမရှိဘူးဈေးဝယ်စင်တာလည်းမရှိဘူးအိမ်ပြန်အနားယူပဲ။ရုပ်ရှင်ုံလေးနဲ့တူအောင်မီးပိတ်ပြီးဇက်ကကြည့်မယ်။ စကားပြီးတော့ team app တွေဝင်ပြီးလိုအပ်တော့မိဖို့ကြောင့်ပစ္စည်းတွေကိုရှာဖွေဝယ်ယူခဲ့တယ်။တငယ်ချင်းတယောက်ကညွန်ထားတာဒီ app ထဲမှာမိဖို့ကြောင့်သုံးပစ္စည်းတွေကိုဈေးပေါပေါလေးနဲ့ဝယ်လို့ရတယ်။ပထမဦးဆုံးရှာဖွေမဲ့အရာကတော့အရန်စားခြင်းနေတော့မုန့်လေးများကြော်တဲ့တဲ့ဦးပဲဖြစ်ပါတယ်။ quality ကတော့မသိဘူးဈေးတွေကတော့တော်တော်လေးကိုတန်လို့တော်တော်များများဝယ်လိုက်မိ။အဲ့လိုနဲ့43ပေါင်အထိရောက်သွားပြီးဝယ်ရမလို့ cancel ရမလို့ဒီဟာဖြစ်နေရနဲ့။ကိုကိုပြန်ဆုံးမတာမင်းအရွယ်ကလေးအမေတွေအကုန်လုံးသူတို့ကလေးတွေကိုကစားစရာဝယ်ပေးတာ43ပေါင်ဘူးမကဘူးကုန်မှာ။ quality တွေဘာတွေမချိနဲ့မေးမိဖို့ကြောင့်မှကစားဖို့အတွက်ကစားစရာဝယ်တယ်လို့သဘောထားအဲ့လိုဆုံးမပြီးတီမူးမှတနေ့တာရဲ့နောက်ဆုံးအနေနဲ့ဈေးဝယ်ထွက်ဖြစ်ခဲ့တယ်ပေါ့နော်ကဲဒါပြီးရင်ကတော့အဲ့ပါတော့မယ်အားလုံးပဲ good night ပါနော်